Raised in poverty. <laughs> Living in mansions. <laughs> All it takes is the courage to answer. <laughs> ဒေါထဝရီကိုလွန်၍ရုပ်ရှင်ဇာတ်ကားကြီးရဲ့10မိနစ်စာနမူနာဗီဒီယိုကိုမေလ12ရက်နေ့ကလူမှုကွန်ရက်စာမျက်နှာမှာတင်ခဲ့ပြီးတဲ့နောက်ကြည့်ရှုသူအလွန်များပြားခဲ့ပြီးအဲ့ဒီဗီဒီယိုအပိုင်းဆက်ကိုဆက်လက်တင်ပြသွားဖို့ရှိရလို့သိရပါဗျ။ပရိသတ်စိတ်ဝင်စားမှုများပြားလျက်ရှိတဲ့အဲ့ဒီဇာတ်ကားကြီးကိုရိုက်ကူးတင်ဆက်ဖို့စိတ်ကူးရရှိခဲ့ပုံနဲ့ပတ်သက်ပြီးအာကာပရိုဒက်ရှင်ကဒါရိုက်တာကိုအာကာကအခုလိုပဲပြောပါဗျ။စိတ်ကူကဒီဒီကကျွန်တော်ဟိုပြီးခဲ့9နှစ်လောက်ကပေါ့ရေးထားတာကျွန်တော်အဲ့ script ကိုကင်နာပြီးတော့ ကြားမှာဟိုဟိုပိုကောင်းတဲ့ကောင်ရေးနေတော့နော်ရေးနေနေပြီးခဲ့တဲ့နှစ်ကမှအခုကျွန်တော်ဒီ Golden Hour က producer နဲ့တွေ့ပြီးတော့ကျွန်တော်ကဒီလိုဒီလို idea လေးရှိရဲဒီမြန်မာနိုင်ငံရဲ့ landscape တွေကိုလည်းပို့ပြလို့ရမယ်ပြောလို့ရှိရင်ဟို quality ကောင်းအောင်တဲ့ကားတကားဟိုအခုရိုက်ကြည့်ပါဘောနော်ဘာဖြစ်မြန်မာနိုင်ငံလူတွေလည်း quality ကောင်းတဲ့ကားတစ်ခုရလို့ရှိရင်သူတို့ကြည့်ကြမှာဘောနော်အခုလောဆယ်မြန်မာကားမကြည့်ဘူးဆိုတဲ့လူတွေကတကယ်တမ်းကျတော့မြန်မာကားမကြိုက်လို့မဟုတ်ဘူးမြန်မာကားဟိုသူတို့လိုချင်တဲ့ quality တစ်ခုမရောက်သေးတဲ့အတွက် သူတို့မကြည့်ရနိုင်လိမ့်မယ်အဲ့လိုကျွန်တော်စကားပြောပြတာကိုပြီးရင်တည်းကပြောတကယ်တော့သူတို့ရဲ့ကြောင်ကြာတစ်ခုရိုက်နေနေမှာအဲ့ဒါနဲ့ကျွန်တော်ထမင်းစားမှာစကားပြောပြနေတယ်အဲ့ဒီကောင်ကလည်းစိတ်အရန်ဝင်စားအဲ့ဒါဆိုလုံမယ်လေကွာငါတို့ကောင်းအကောင်းဆုံးဟိုတစ်ခုခုဟိုနော် master piece တစ်ခုဖြစ်အောင်လုပ်ကြမယ်ကွာဆိုပြီးတော့ပြီးခဲ့လာဆက်ရဖြစ်တာဒေါက်တာဝရီကိုလွန်၍ရုပ်ရှင်ဇာတ်ကားကြီးဟာအရှင်စွန်စားကဲအများပြားပါဝင်ပြီးတရုတ်ဆောင်နိုင်နိုင် တေးသန့်ရှင်တရုတ်ဆောင်အမွန်စောစောအောင်ဆန်ထော့ဩစတြေးလျနိုင်ငံသားနော်အောင်စင်ကာပူနိုင်ငံသားတအူးပါဝင်တယ်လို့သိရပါဗျ။ ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ပုံဖော်ထားတဲ့တရုတ်ဆောင်တွေရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး Aga Production ကဒါရိုက်တာကိုအာကာကအခုလိုပဲပြောပါရယ်။၃ယောက်ပေါ့အဓိက၃ကကိုနန်းလာရယ်ကိုစောစောအောင်ရယ်အမုန်းရယ်၃ယောက်ကိုအဓိကကျွန်တော်ကရွေးထားတဲ့အထက်မှာတိကောက်ရိုက်ရပေါ့နော်အဲ့ဒါပေးနိုင်မယ်ပြီးကျွန်တော်ရုပ်ရှင်မှာအာဟိုဘာ voice over ပြန်သွင်းဖို့အတွက်ပေါ့နော်ဟိုဒီဒီ recording ထဲမှာ ADR ခွာပေါ့ recording မှာဒီ studio ထဲမှာပြန်ပြီးတော့မကောင်းတဲ့အတန်တွေပဲဖြစ်ဖြစ်ကောင်းကောင်းမကောင်းဘူးတော့အကောင်လုံးရုပ်ရှင်တကားလုံးပြန်သွင်းပေးရမယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့တောင်းဆိုတာအဲ့တို့တို့လုတ်ပေးရမယ့်ရက်တွေကများတယ်အဲ့တော့အဲရက်ရက်ပေးနိုင်ရမယ်ဈေးဈေးနှုန်းတင်းတင်းတဲ့လူဖြစ်ရမယ်ပြီးလို့ရှိရင်ဒီ language မှာပြဿနာမရှိတဲ့လူမျိုးကိုကျွန်တော်အားလုံးရွှေ့လိုက်တာ ဒေါက်တာဝရီကိုလွန်၍ရုပ်ရှင်ဇာတ်ကားကြီးကို Goran Howard Mandalay Entertainment ကထုတ်လွှင့်တာဖြစ်ပြီး2016ခုနှစ်မေလ1ရက်နေ့ကအစတင်ရိုက်ကူးခဲ့ပြီးတဲ့နောက်ရိုက်ကူးရဲ့80ကြာမြင့်ခဲ့ပြီးယုံတင်မဲ့ရက်ကိုတော့အတိအကျမသိရှိရသေးဘူးလို့သိရပါဗျ။ဒီဇာတ်ကားရဲ့နမူနာဗီဒီယိုမှာပါဝင်တဲ့ထူးခြားတဲ့ဇာတ်ဝင်ခဲ့နေရာတွေခန်းနာတဲ့စက်တင်အပြင်အဆင်တွေမြန်မာဇာတ်ကားတွေမှာပါဝင်လို့မရှိတဲ့ရိုက်ကူးမှုပုံစံတွေပါဝင်ခဲ့တာကြောင့်ကြည့်ရှုသူပရိသတ်အများအပြားစိတ်ဝင်စားခဲ့တာလည်းဖြစ်ပါဗျ။